အားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook Page မှာ ပြန်လည်ကြိုဆိုပါရစေ။ United ကတော့ Europa League ပထမအချက်မှာပဲ FIFA အသင်းကို3-0ဆိုရင်ပြတ်သားတဲ့ရလနဲ့အတူ Final ကိုတက်ရောက်ဖို့အချိန်ကောင်းသွားပါပြီ။အမိုရင်းကတော့ပွဲအတွင်းမှာသူပြောခဲ့တဲ့အတိုင်းပဲဒီပွဲအတွက်အင်စာကောင်းကောင်းလုပ်လာတာကိုလည်းတွေ့ရပါတယ်။ United ရဲ့ press trackers ကတော်တော်လေးကောင်းခဲ့ပြီးအရန်နဲ့ strategist ဖြစ်တာကိုတွေ့ရတယ်။အချိန်ပြည့် press နေတာမဟုတ်လို့ချိန်တိုင်း low back နဲ့တွားနေတာလည်းမဟုတ်ဘဲအချိန်ဤပေါ်မှာမူတည်ပြီး right time right moment တွေမှာ press လုပ်သွားနိုင်တာကိုတွေ့ရတယ်။အထူးသဖြင့်ပထမပိုင်းကိုကြည့်ရင်ဒါကအရန်မြင်တာတယ်။အမောရင်းကပြီးပေါင်းသိင်းရဲ့ defensive line အားနည်းချက်ကိုကောင်းကောင်း analyze လုပ်နိုင်ခဲ့တယ် သူတို့တင်းရဲ့ left side က left back ကစားသမား Urie ရဲ့ aggressive overlap လုပ်တဲ့ပုံစံရော ပြီးတော့ Nico Williams ရဲ့ defensive contribution အားနည်းတဲ့ပုံစံကိုရောကောင်းကောင်းနားလည်ထားတာတွေ့ရတယ်ဒါကြောင့်လေ quick transition မှာ Urie ရဲ့ knock out space ကိုအဓိကထားပြီး attack တဲ့အလုပ်ဖြစ်ခဲ့တာကိုလည်းတွေ့ရတယ်။ပြီးပါအောင်နောက်တိုင်းရဲ့ pace အားနည်းမှုကိုခွင့်ကောင်းယူပြီး regain possession တိုင်းမှာ direct approach နဲ့သွားတာတွေ့ရတယ်။ ။ဒါကြောင့်လည်းဒန်နီယယ်ပီဒီယမ်ကတော်တော်လေးယုံကန်ခဲ့ရပြီးနောက်ဆုံးအနီးကပ်ထိတဲ့အထိဖြစ်သွားတယ်။အမရင်းရဲ့ပွဲကြုံမှာပြောခဲ့တဲ့အတိုင်းပဲဘီဘာအိုတင်ကတော့ပွဲစမိနစ်20လောက်အတွင်းကစားတင်ပြီးပရိတ်သတ်အားနဲ့ကိုးရဖို့ကြိုးစားခဲ့ပြီး United ကတီတီငင်ငင်တုံ့ပြန်နိုင်ခဲ့တာကိုတွေ့ရပါတယ်။သူတို့အသင်းရဲ့အပိုင်ခံချက် Lindelof နဲ့ TP ပြန်ထွက်သွားတာရင်း Sanity ရဲ့အပိုင်ကောင်းတိုက်ချက်ကိုးပါပေါ်ကျော်သွားတာရေတွေကလည်း United အတွက်ကံကောင်းခဲ့ပါတယ်။ အဆုံးသတ်မှာတော့ United တို့ Europa League မှာရှုံးပွဲမရှိစံချိန်ဆက်ထိန်းထားနိုင်ခဲ့ပြီးဂိုးပြတ်နိုင်ပွဲပေါ်ဆောင်နိုင်ခဲ့ပါတယ်။ United fan ညီကိုရင်းလည်းညာကပွဲမှာအာမော်ရီရဲ့နီးစနစ်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြောသွားပေးပါဦးနော်။ကျမတို့ရဲ့ Glory United Channel လေးကိုကြိုက်နေတဲ့ဆိုရင် Like and Subscribe လေးနဲ့အားပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။